င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်လူထုကိုတပ်ဖြတ်နေတဲ့မင်းအောင်လှိုင်ကဒီမိုကရေစီထူထောင်ရန်အသိဉာဏ်ပညာပြည့်ဝရန်လိုအပ်ပြီးပြည်သူရဲ့အသက်အိုးဝင်စည်းစိမ်တက်သုံးနေတဲ့ဒုက္ခတွေကို သင်ကန်းစာယူရန်အချိန်ခါကြပြီလို့ပြောပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်319မှာ ကင်းပတ်ရန်ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုပြစ်ခတ်တိုက်ခိုက်မှုမှာစစ်တပ်က9ဦးဟာတေသွားတဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုဒ်ကတော့ပြည်သူလူထုကိုနှီးမျိုးစုံနဲ့တပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဒီမိုကရေစီနိုင်ငံထူထောင်ဖို့အတွက်အသိဉာဏ်ပညာပြည့်ဝရန်လိုအပ်ပြီးပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ပြတ်သုံးဆင်းရဲဒုက္ခရောက်နေမှုကို သင်္ကန်းစာယူဖို့အချိန်အခါကျနေပြီလို့ပြောဆိုလိုက်ပြန်ပါတယ်။မနေ့ကကြရောက်တဲ့50တနစ်မြောက်မွန်ပြည်နယ်နေ့ဖြစ်မေအောင်လိုင်းကစာပေးပို့စင်မှာအခုလိုထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူ့ရဲ့မဲဆန္ဒနဲ့ NLD ပါတီကတောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တယ်။2020ရွေးကောက်ပွဲကိုမခိုင်လုံတဲ့အကြောင်းပြချက်မျိုးစုံပေးကအာနာလူယူခဲ့တဲ့အကြမ်းဖက်မေအောင်လိုင်းက ဒီမိုကရေစီနိုင်ငံထူထောင်ရမှာနိုင်ငံသားအားလုံးအနေနဲ့စီလုံးညညွတ်ခြင်းစီကံရှိခြင်းတရားဥပဒေကိုလေးစားလိုက်နာခြင်းနဲ့အသိဉာဏ်ပညာပြည့်ဝခြင်းတို့ဟာမရှိမဖြစ်လိုအပ်မယ်လို့လည်းဆိုထားပါဗျ။မျက်မှောက်ကာလနိုင်ငံရဲ့အခြေအနေဟာတိဆောက်ရေးကိုမလုပ်နိုင်ဘဲတိုင်းဖြတ်ပြည်ပြရန်ကိုပြည်အင်အားနဲ့စ조사ကာကွယ်နေကြတဲ့အတွက်ကြောင့် တည်ငြိမ်အေးချမ်းမှုအားနေပြီးဖွံ့ဖြိုးတိုးတက်မှုနဲ့အလန်းဝင်းနေတယ်လို့လည်းအာနာသိန်းစစ်ကောင်းဆောင်မေအောင်လိုင်ကပြောပါရတယ်။ဒါအပြင်ပြည်သူလူထုကိုလေချောင်းကနေရောလက်လက်ကြီးနဲ့ပါမကြံနှီးမျိုးစုံနဲ့တက်ဖြတ်နေတဲ့မေအောင်လိုင်ကတိုင်းရင်းသားလက်လက်ကင်တွေနဲ့တက်ဆိုင်ရအဖွဲ့အစည်းတွေနဲ့ပတ်သက်သူတွေအနေနဲ့ပြည်သူတွေဒုက္ခရောက်စေပြီးနိုင်ငံကိုအနေရကြောက်ရောက်စေမဲ့လုပ်ရက်တွေကိုနိုင်ငံနဲ့ပြည်သူအကျိုးရှိရှုကရက်တန့်ပေးကြဖို့အတိပေးမှားချလို့ ွယ်လို့လဲဆိုထားပြန်ပါတယ်နိုင်ငံတော်ကပြည်သူလူရဲ့နေအိမ်တွေကိုဖျက်ဆီးမိရှို့ကပြည်သူပိုင်အဖို့တန်ပစ္စည်းတွေကိုလူရဲ့နေတဲ့စစ်ကောင်စီတပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ကပြည်သူရဲ့အသက်အိုးရေစီးစိမ်ပြတ်တော့ဒုက္ခရောက်လေမှုကို သင်္ကန်းစာယူဖို့အချိန်အခါကြပြီဖြစ်တယ်လို့လဲဆိုလိုက်တဲ့အပြင်ပါတီစုံဒီမိုကရေစီရပ်ပောက်ကွဲကျင်းပပြီးထွက်ပေါ်လာတဲ့အစိုးရကိုနိုင်ငံတော်တာဝန်တွေလွှတ်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမယ်လို့လဲပြောနေပြန်ပါတယ်ရှင်။ ရန်ကုန်တိုင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်တိုင်းတာကိတမြို့နယ်မှာရွှေဆိုင်ဖွင့်ပေါ်သွားစဉ်ပြန်ပေးဆွဲခံလိုက်ရတဲ့ရွှေဆိုင်ပန်းရှင်ဒေါ်ဆန္နာလင်းဟာပြန်လည်လွတ်မြောက်လာပြီမဲ့လေရွှေငွေတွေလူရခံလိုက်ရတယ်လို့သိရပါဗျ။မလ၁၈ရက်နေ့ကရန်ကုန်တိုင်းတာကိတမြို့မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ရွှေဆိုင်ပိုင်ရှင်ရခိုင်အမျိုးသမီးဟာမက်လာဆကွေးနဲ့နေ့လယ်ပိုင်းမှာပြန်လဲလွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။အခင်းဖြစ်ပေါ်တဲ့နေ့မနက်ပိုင်းကတာကေတမြို့နယ်အမှတ်၁ဈေးမှာဖွင့်လှစ်ထားတဲ့လင်းလက်ရွှေစင်ရွှေဆိုင်ကိုစိုင်ဖွင့်ဖို့အသွာထူပါယုံ၂၂လမ်းထိပ်အရောက်မှာမျက်နှာဖုံးစွတ်လူလေးဦးက အယ်ဖတ်ကအဖြူအောင်ကားတစည်းနဲ့ပြန်ပေးဆွဲသွားခဲ့တာလည်းဖြစ်ပါတယ်။ဒေါ်ဆနာလင်းပြန်ပေးဆွဲခံရခြင်းမှာအနီးနားကလူတွေကိုအော်ဟစ်အကူအညီတောင်းခဲ့ပေးမယ်လဲပြန်ပေးဆွဲသူတွေချင်းကြောက်ထားတာကြောင့်အနီးနားကလူတွေကကူညီနိုင်ခဲ့ခြင်းမရှိဘူးလို့လည်းသိရပါတယ်။ဖန်စီဘီတည့်ရဲ့အကြံမှာတော့ ရွှေငွေပစ္စည်းတွေကိုယူပြီးပြန်လွှတ်ပေးလိုက်တယ်လို့လည်းသိရပါဗျ။ရွှေဆိုင်ပန်ရှင်ဒေါ်ဆနာလင်းကို ပြန်ပေးဆွဲမှုဖြစ်ပြီးရက်ပိုင်းအလိုမှာကတည်းကနေ့စဉ်နဲ့အမျှအယ်ဖတ်ကားအဖြူတစ်စီးဟာအမြဲနောက်ရောက်ခံသွားလာစောင့်ကြည့်မှုတွေရှိခဲ့တယ်လို့လည်းသိရပါဗျ။ ဒီတစ်ခါမှာတော့မန္တလေးတိုင်းဝမ်တွင်မြို့နယ်မှာစစ်မှုထမ်းရမယ်လူငယ်စင်းတွေကောက်ခံနေတယ်။ကျေးရွာအုပ်ချုပ်ရေးမှုထင်းပေါင်တဲ့ရက်ကြီးစီမျိုးစင်ဝင်းတို့ပြစ်ခတ်ခံရပြီးတေသွားပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။မတ်လ18ရက်နေ့မွန်းလွယ်နှစ်နိုင်45မိနစ်ခန့်ကဝမ်တွင်မြို့နယ်ရိုးကန်ကျေးရွာမှာနေထိုင်တဲ့အုပ်ချုပ်ရေးမှုထင်းပေါင်တဲ့ထွေအုပ်ကရက်ကြီးစီမျိုးစင်ဝင်းတို့ကို သူတို့ရဲ့နေအိမ်တွေအတွင်းမှာပဲအမည်မသိတဲ့တနသမားတွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပွဲချင်းပြီးတည်ဆုံးသွားတယ်လို့လည်းဒေသပြည်သူတွေကပြောပါတယ်။တည်ဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးထင်းမောင်နဲ့စည်ရင်မျိုးစင်ဝင်းတို့ဟာကျေးရွာအုပ်စုတွင်စစ်မှုထမ်းရမယ့်လူငယ်တွေရဲ့စင်းတွေကိုကောက်ခံရမှာဥဆောင်ပါဝင်ပြီးအကြမ်းဖက်စစ်တပ်အတွက်လည်းလက်စင်စစ်မှုထမ်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပို့ဆောင်နေသူလည်းဖြစ်ပါတယ်။ဒါအပြင်တော်လန်တပ်ဖွဲ့တွေရဲ့အသွားလာလှုပ်ရှားမှုတွေကိုလည်းစုံစမ်းထောက်လှမ်းပြီးအကြမ်းဖက်စစ်တပ်စီကိုတရင်ပေးပို့နေသူတွေလည်းဖြစ်နေပါတယ်ရှင်။ ဆက်လက်ပြီးတော့ရန်ကုန်မန္တလေးအမြန်လန်းမိုင်တန်319မှာရဲကအင်စီကားတို့နဲ့ကင်းပတ်ဖို့ထွက်လာတယ်။အကြမ်းဖက်စစ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ရမှာစစ်တပ်က9ဦးဟာသေသွားကြတယ်လို့နထိုးကြီး People Defense Force မြင်းကြံခရံအမှတ်430တရင်ကပြောရေးဆိုခွင့်ရှိသူဆရာစိုးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ မလ16ရက်နေ့မနေ့ပိုင်းကရန်ကုန်မန္တလေးအမြန်လမ်းမိုင်တန်319မှာ အကြက်ဖက်တသားတွေကရဲကားတစီအင်စီကားနှစ်စီးနဲ့ကင်းပတ်ဖို့ထွက်ခွာလာစေမှာနထိုးကြီး PDF နဲ့မဟာမိတ်တပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်တိုက်ခိုက်မှုအတွင်းမှာအကြက်ဖက်တပ်သား9ဦးဟာသေဆုံးခဲ့ပြီးတော်လဲရဲဘော်တွေဘက်ကအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်တိုက်ပွဲဖြစ်ပွားနေစဉ်တွင်မိုင်တန်319နဲ့မိုင်တန်321အမြန်လမ်းအနီးတစ်ဝိုက်မှာယာ ားကြီးကားလမ်းပိတ်သွားခဲ့ပြီးတချို့ကားတွေလည်းလာလန်းတိုင်းလမ်းပြောင်းပြန်မောင်းကပြန်လှည့်ခဲ့တယ်လို့တချို့ကားတွေကလည်းတိုက်ပွဲအခြေအနေကိုစောင့်ကြည့်က ရန်နာခဲ့ရတယ်လို့ခီးသွားပြည်သူတို့ကပြန်လည်ပြပြပါဗျ။မနေ့7နိုင်ခွဲကျော်လောက်မှာတော့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနေ့လယ်7နိုင်လောက်မှာတော့တိုက်ပွဲပြီးဆုံးသွားတာကြောင့်လမ်းပြန်ပွင့်သွားကခီးတဲ့တင်ကားတွေဆက်သွားနိုင်ခဲ့တယ်လို့လည်းခီးသွားပြည်သူတို့ကပြောပါတယ်ရှင်။ စကိုင်းအတန်းတပုတ်ကိုတန်ဆက်ပေးကြပါရယ်။စကိုင်းအတန်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်သားတွေကိုလိုက်လံတိုက်ခိုက်ရမှာစစ်တပ်ဘက်က3ဦးအထိသွားပြီး10ဦးအထိကတန်းရရှိခဲ့လက်စည်းတက်ခွဲ မုံရွာခရအမှတ်စနစ်တရင်တက်ခွဲ3ကဘုံမိုးကျိုးကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်။မက်လာ16ရက်နေ့မနေ့10နိုင်ခွဲလောက်မှာ ချောင်းမြို့နယ်နတ်ရေကန်အကြက်ဘက်စစ်တပ်စခန်းကအင်အား60နဲ့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ချောင်းမြို့နယ်အတွင်းကနေ ထွက်ခွာလာတဲ့အင်အား40ခန်းပါတဲ့စစ်ကြောင်းတို့ကိုတော်လန်ရဲဘော်တွေကမိုင်းဆွဲတိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သားအများပြားဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ဗိုလ်မိုးချိုးကပြောပါရတယ်။အဲလိုတိုက်ခတ်ခံရပြီးတဲ့နောက်မှာဖယောဖယဲထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေဟာစစ်ကြောင်းကိုပြန်လည်စုဖွဲ့နေစဉ်တွင် တော်လဲရဲဘော်တွေက drone နဲ့ထပ်မံဘုံကျဲတက်ခတ်ခဲ့ရမှာနီးစပ်အားအဆောင်တွေစီကို ဝင်ရောက်ပေါအောင်နေတဲ့အတွက်ကြောင့် RPG တလုံး 40မမဘုံဒီလေလုံးပြစ်သွင်းတက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးမှုများပြားခဲ့လို့လည်းသိရပါဗျ။အဲဒီလိုတနိုင်ကျော်ကြာအောင်တိုက်ခတ်ခံခဲ့ရတဲ့အကြက်ပဲစစ်ကြောင်းဟာမုံရွာမန္တလေးလမ်းပိုင်းမှာတွာလာနေတဲ့ပြည်သူပိုင်ကားတွေကိုတားဆီးကချောင်းမြို့တွင်းနဲ့နေရီကန်စစ်တပ်အထိုင်စခန်းကို ပြန်လည်ဆုတ်ခွာသွားခဲ့လို့လည်းသိရပါဗျ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့မန္တလေးတိုင်းမတရားမျိုးတွေကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလင်းရင်လက်နဲ့ကြီးရည်နဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်နေတာကြောင့်ပြည်သူတွေဟာတင်းရှောင်နေရတယ်လို့ Voice of Mandalay ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မတ်လ16ရက်နေ့မနေ့10နိုင်ခွဲလောက်မှာမတရားမျိုးနယ်ဘိုကုန်းကြေးရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲပြီးရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အလားတူမြကန်တာကြေးရွာနဲ့ ထီတော်မိုးတက်ဘက်ကလည်း120မမလက်နဲ့ကြီး16လုံးနဲ့မြောက်ကန်တာအရှိဘက်ကကျေးပါအနီးတစ်ဝိုက်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရပါဗျ။ကြက်ဘက်စစ်တပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နဲ့ကြီးတွေနဲ့ရန်တန်ပြစ်ခတ်တာတွေကြောင့်ပြည်သူတွေဟာဘေးလွတ်ရာကို ထွက်ပြေးတင်းရှောင်နေရပြီးနေအိမ်တွေပျက်စီးမှုအခြေအနေနဲ့ထိခိုက်ဒဏ်ရာရှိသူရှိမရှိကိုအတိမပြုတ်နိုင်သေးဘူးလို့လည်းသိရပါဗျ။ ဟုတ်ကဲ့ပါရှင်ဒါရရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ